မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အချမ်းဖတ်စစ်ကောင်စီတပ်ကနမကျော် good thing တတကိုသူတို့ကိုယ်တိုင် drone နဲ့ဘုံကျဲဖြတ်စည်းလိုက်ပြီးတဲ့နောက် DNL နဲ့ PDF လက်ချက်ဆိုပြီးအပြစ်ပုံချပြီးတော့ပြင်းပြင်းထန်ထန်လက်တုံပြန်မယ်ဆိုပြီးတော့ပါအချမ်းဖတ်ဇော်မင်းထွန်းကပြောဆိုနေပြန်ပါတယ်ဒီနိုင်တိုင်းတဝဲမြွန်းနဲ့တင်ကန်းတုံးချေရတိုက်ပွဲမှာအချက်ဖက်စကောင်စီတပ်သားအယောက်20ထက်မနည်းအ တီးတီးတိတ်ကုန်ကြပြန်တယ်လို့စစ်သားမသားအလောင်းကြီးနဲ့လက်နက်ခဲရဲ့အချို့ကပါတော်လိုင်းတပ်တွေကတင်းစီရရှိတာပြီးစစ်ကားတစည်းကိုလည်းမိရှုရှင်းနေလိုက်တယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အချမ်းဖတ်စစ်ကောင်စီတပ်ကနမန်ကျော်ဂုတ်တိတ်တဒါကိုသူတို့ကိုယ်တိုင်ဒရုန်းနဲ့ပုံကျဲဖျက်ဆီးလိုက်ပြီးတဲ့နောက် DNL နဲ့ PDF လက်ချက်ဆိုပြီးအပြစ်ပုံချပြီးတော့ပြင်းပြင်းထန်ထန်လက်တုံပြန်မယ်ဆိုပြီးတော့ပါအကြံဖက်ဇွန်မင့်ထွန်းကပြောဆိုနေပြန်ပါတယ်ဒါကတော့ဩဂုတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲအကြံဖက်စကောင်းစီတက်က DNL စကန်ရှိရာကို drone နဲ့လမ်းရောက်ဘုံကျဲတိုက်ခိုက်တဲ့အချိန်သူတို့ကျဲတဲ့ drone ဘုံတွေဟာနာမည်ကျော်ဂုတ်ထိတ်တဒါပေါ်ကိုကျက်ရောက်ပတ်ကွဲသွားပြီးတဲ့နောက်တဒါလည်းပျက်စီးမှုတွေရှိသွားတယ်လို့သိရပါတယ်အဲ့ဒီလိုအကြံဖက်စကောင်းစီတက်ကနာမည်ကျော်ဂုတ်ထိတ်တဒါကိုသူတို့ကိုယ်တိုင် drone နဲ့ဘုံကျဲဖျက်ဆီးလိုက်ပြီးတဲ့နောက် DNL နဲ့ PD ရဲ့လက်ချက်ဆိုပြီးအပြစ်ပုံချပြီးတော့ပြင်းပြင်းထန်ထန်လက်တုံပြတ်မယ်ဆိုပြီးတော့ပါအကြံဖက်ဇော်မင်းထွန်းကအခုလိုပြောဆိုနေပြန်ပါလေနိုင်ငံလုံးကခုံယူရတဲ့ကထားလည်းဖြစ်တယ်အများကြီးသူသုံးဆွဲနေကြတာလည်းဖြစ်ပါတယ်ဒါကိုကျွန်တော်တို့ဆောင်ရွက်ချင်ရပြီး DNL နဲ့ PD ရဲ့အကြံဖက်ပေါင်းရန်သူတွေရဲ့ရက်ဆက်မှုကျုံ့မှမှုပေါ့ပြည်သူလူထုပေါ်တစ်ခုလုံးပေါ်မှာ တုံးမှမှုကိုလက်တွေ့ကြတာလည်းဖြစ်ပါတယ်။ဒါနဲ့ပြပတ်သက်ပြီးလည်းကျွန်တော်တို့အနေနဲ့ပြင်းထန်တဲ့လက်တုံးပြမှုတွေဆက်လက်ဆောင်ရွက်တော့အောင်မယ်။အကျဉ်းစင်းတဲ့အပိုင်းကတော့ကျွန်တော်တို့ကကျွန်တော်တို့သုံးသပ်ချက်ရတော့တော်တော်နဲ့တော့ရုံးနိုင်နေမှာထင်သေးဘူး။အဲ့ဘက်မှာတော့ကျွန်တော်တို့က DNL အနေနဲ့ရောက PDF အနေနဲ့ရောအများရန်ဝင်ထပ်ပွားလာနေတော့ကြဆောင်ရွက်နေရမှာဖြစ်တဲ့ခုဒီကြားကြီးကိုလှုပ်ဖို့ဆိုတာလည်းတိတ်လွယ်ရဲ့ကုရဲ့ကိစ္စတော့မဟုတ်ပါဘူး။ အဲအိုက်ဘက်မှာဒါဘလောက်ဖြည့်စီအောင်လုပ်နိုင်ဖို့ဆိုတာဒီလိုချက်ရှိရှိနဲ့ရန်ပေါ့နော်ဒီလိုဖောက်ခွဲပစ္စည်းတော်တော်များများနဲ့လောက်လာတာဖြစ်ပါတယ်ဗျဒါနဲ့ပတ်သက်ပြီး TNL ရဲ့ပြောရေးဆိုခွင့်ရှိသူလွေရီဦးကတော့အဲ့ဒီဂုတ်တိတ်တားကိုစစ်ကောင်စီကတာဘုံကျဲဖြည့်စီသွားတဲ့အကြောင်းနဲ့ဖြစ်စဉ်က DNL စကက်ရှိယာကိုစစ်တပ်က drone နဲ့ဘုံလာကျဲတဲ့အချိန်ဘုံသီးတွေကဂုတ်တိတ်တားပုံကိုကြက်ရောက်ပကွက်ပြီးပျက်စီးသွားတာဖြစ်တယ်လို့ရင်ကုန်ခစ်တိကိုအတိအပြုပြောထားပါတယ်။ အဲ့ဒီဂုတ်ထိတ်တရားဟာမန္တလေးလှရှုပ်ယထာလမ်းပေါ်မှာရှိတဲ့တရားဒဇင်းဖြစ်ပြီးနောင်ချိုဘူဒာအလွန်ခုနှစ်မိုင်အကွာမှာတည်ရှိတာလည်းဖြစ်တယ်လို့1899ခုနှစ်ဗြိတိရှကိုလိုနီခေတ်မှာရှိုးကြီးနှစ်ဖက်ကိုဖျက်ပြီးတော့အဲ့ဒီတရားကိုတိဆောက်ခဲ့တာဖြစ်ပြီး1903ခုနှစ်မှာစတဲ့အသုံးပြုခဲ့တဲ့နာမည်ကျော်တမိုင်းဝင်တရားလည်းဖြစ်ပါတယ်အခုတော့အဲ့ဒီလိုမြန်မာနိုင်ငံရဲ့တမိုင်းဝင်ဂုတ်ထိတ်တရားကိုအကြမ်းဖက်စစ်ကောင်စီတပ်ကိုယ်တိုင်ကပဲဘုံကျဲဖျက်ဆီးလိုက်ပြီးသူတို့စစ်တပ်ရဲ့ထုံးစံအတိုင်း တို့အမားကိုဝန်မခံမဲတော်လန်ဤတက်တွေကိုသာအပြစ်ပုံချပြီးတော့နှီးမျိုးစုံအပုတ်ချဝါရဖြတ်နေကြတာကိုလည်းတွေ့ရပါတယ်ခင်ဗျာတဖက်မှာတော့ဒရင်သာဤတိုင်းဒဝဲမြို့နယ်တင်ကန်းတုံးကြေးရွာတိုက်ပွဲမှာအချမ်းဖက်စစ်ကောင်းစီတပ်သားအယောက်20တပ်မင်းအတိအသေးတေကုန်ကြပြန်တယ်လို့စစ်သားမသားအလောင်းတွေနဲ့ လက်နက်ခဲရဲ့အချို့ကိုပါတော်လည်ရေးတပ်တွေကသိမ်းဆည်းရရှိထားပြီးစစ်ကားတစည်းကိုပါမိရှုရှင်းလင်းလိုက်တယ်လို့ဒုရက PDS စစ်ကြောင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်လက်ရှိရန်ကုန်ခေတ်တစ်ကရရှိထားတဲ့ဓာတ်ပုံတွေထဲမှာလဲစစ်ကားတစည်းလမ်းဘေးထိုးချနေတဲ့ပုံနဲ့စစ်သားတွေပါအတုံးယုံတိတ်နေကြတာကိုအတိုင်းသားမြင်တွေ့နေရပါတယ်ဖြစ်စဉ်ကတော့အောက်ဂိုလာ21ရက်နေ့ကစပြီးဒဝယ်မြို့နယ်အတွင်းဝင်ရောက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ချေမှုန်းနေရမှာ တင်ငန်းလုံးကြေးရွာအနီးမှာပါတတိယအကြိမ်မြောက်တက်ကြိုက်ချင်းမုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာနှစ်ဖက်အပြန်လန်တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်ကောင်စီတပ်သားတွေရဲ့စစ်ကားဒဇီဟာလဲလမ်းဘေးကိုထိုးချသွားပြီးတိုက်ပွဲအတွင်းစစ်သားအယောက်20ထက်မနည်းကလည်းအသီးသီးတေကုန်ကြတဲ့အပြင်အဲ့ဒီစစ်သားမသားအလောင်းတွေနဲ့လက်နက်ခဲရန်အချုပ်ကိုပါတော်လန်ရေးတပ်တွေကတင်စီရရှိထားတယ်လို့ဆိုပါတယ်။ဒါအပြင်လမ်းဘေးထိုးချသွားတဲ့စစ်ကားတစ်စီးကိုလည်းတော်လိုင်းတပ်တွေကတခါတည်းမိရှုရှင်းနေလိုက်တယ်လို့ဒုတိယ PDS စစ်ကြောင်းကပြောထားသလို အဲ့ဒီစစ်ကောင်းစီတက်စစ်ကြောင်းကတော့ရှစ်ဆက်မတိုးလာရဲတော့ပဲအထိနာပြီးရက်တက်နေတယ်လို့လည်းပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ချင်းပြည်နယ်မင်းတပ်မြို့မှာအကြပ်ဖက်စစ်ကောင်းစီတပ်သားတွေဝှတ်ထားခဲ့တဲ့လက်နက်ခဲယံတွေကိုပြည်သူတွေကတွေ့ရှိပြီးဒေါ်လိုင်းတတွေ့စီကိုဒုတိယအကြိမ်လာရောက်အနှံခဲ့ပြီးကညိုကွင်းမြို့နယ်မှာလည်းစစ်မှုရန်တသားတစ်တူဟာတော်လိုင်းတက်တွေစီမံလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့တော်လိုင်းတက်တွေကပြောထားကြပါတယ်။မင်းတက်မြို့မှာတော့ အချက်ပဲစကောင်းစီတပ်သားတွေဖွဲ့ထားခဲ့တဲ့လက်နက်ခဲယမ်းတွေကိုပြည်သူတွေကတွေ့ရှိခဲ့ပြီးတဲ့နောက်စီဒီအမ်မင်တက်တပ်ဖွဲ့စီမှတပ်မှန်လာရောက်အနှံ့ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီလိုစကောင်းစီတပ်သားတွေဖွဲ့ထားခဲ့တဲ့လက်နက်တွေကိုပြည်သူတွေတွေ့ရှိပြီးလာရောက်အနှံ့တာဟာဒါနဲ့ဆိုဒုတိယအကြိမ်ဖြစ်ပြီးအခုတစ်ခေါက်မှာ MA4 တနတ်တလက် MA3 တလက် MA1 တလက်40မမဘုံသီး၅လုံးနဲ့အခြားဆက်ဆက်ပစ္စည်းတွေပါဝင်ပြီးပြည်သူတွေကိုယ်တိုင်တော်လှန်ရေးတပ်တွေစီကိုလာရောက်အနှံ့ခဲ့တာဖြစ်တယ်လို့ ။အဲဒီအတွက်လည်းလက်နက်တွေလာရောက်အနံခဲ့တဲ့ပြည်သူတွေကိုစုချင်းငွေတွေပါချီးမြှင့်ပေးခဲ့တယ်လို့ CDF မင်းတပ်ကထုတ်ပြန်ထားပါတယ်။တစ်ဖက်မှာလည်းပဲခူးတိုင်းကကညွတ်ကွင်းမြို့နယ်မှာအကြံဖက်စကောင်စီရဲ့ခမရ439တက်ရင်စီအပုတ်ခံထားရတဲ့စစ်မှုရန်တပ်သားတဲ့အောက်စမ်းမြင့်ဆိုသူဟာဩဂလ73ရက်နေ့ကပဲတော်လိုင်းရေးတပ်တွေစီမှလက်နက်နဲ့အတူအလင်းဝင်ရောက်လာတယ်လို့ຫນွေဦးစစ်တီတော်မြတ်စစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ အဲ့ဒီစမုန်တတတဲ့အောင်ဆန်းမြင့်ဆိုသူဟာຫນွေဥစစ်တီတော်များစစ်ကြောင်းရဲ့စစ်ကြောင်းမှုမိုက်ကြီးဆိုသူစီကိုအလင်းဝင်ခြင်းနဲ့အကြောင်းအရင်ဆုံးဆက်သွယ်လာတဲ့အတွက်အဲ့ဒီစမုန်တတအစ်စ်ကိုတော်လန်ရေးတတွေကပွားရောက်ကဲထုတ်ပေးခဲ့ရတာဖြစ်တယ်လို့လက်ရှိမှာတော့အဲ့ဒီလိုအလင်းဝင်လာတဲ့စမုန်တတအစ်စ်ကိုတော်လန်ရေးတတွေကကောင်းကောင်းမွန်မွန်လက်ခံကြိုးစားဆောင်ရှောက်ပေးထားပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေနဲ့ချင်းမြင့်ပေးထားပါတယ်လို့ຫນွေဥစစ်တီတော်များစစ်ကြောင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျ တစ်ဖက်မှာတော့ကချင်ပြည်နယ်မြစ်ကြီးနားမြို့ကအချက်ဖက်စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်ခတ်တဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်အသက်73နှစ်အရွယ်9ရန်ကျောင်းသူမယူတင်စားခိုင်းဆိုသူထိမှန်သိဆုံးသွားခဲ့ရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖြစ်စဉ်ကတော့ဩဂုတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲမြစ်ကြီးနားမြို့ကအချက်ဖက်စစ်ကောင်စီတပ်ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးဟာရတပ်ပြည်သူတွေနေထိုင်ရမြစ်ကြီးနားမြို့ ရမ်ဘူးအပိုင်းစနစ်ဘက်မှာကြောက်ရွံ့ပောက်ကွဲခဲ့တယ်ဆိုပါတယ်။အဲ့ဒီမှာအသက်73နှစ်အရွယ်ငါရန်ကျောင်းသူမယူတင်စားခိုင်းဆိုသူလူငယ်ဟာလက်နက်ကြီးကြီးစားတိမှန်ပြီးတေဆုံးသွားခဲ့ရတဲ့အပြင်နောက်ထပ်တကြီးပိုင်းပြည်သူနှစ်ဦးလည်းဒဏ်ရာရထားရုံနဲ့မကပြည်သူပိုင်းနေအိမ်တွေနဲ့ဆိုင်ကယ်ဒရိုင်ဘာဖျက်ဆီးထားသေးတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။အဲ့ဒီမြကြီးနားမြို့ကအချမ်းဖက်စကောင်းစီတဲ့ရဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကနေဝိုင်းမော်ဘက်ကိုမကြာခဏဆုတ်တလို့လက်နက်ကြီးတွေနဲ့ပစ်ခတ်လေရှိပြီး အခုပြက်ခတ်လိုက်တဲ့လက်နဲ့ကြီးဟာလဲလမ်းအောင်လွဲပြီးတော့မြကြီးနာမြို့ရမ်ဘူးရက်ကွက်မှာကြက်ရောက်ပတ်ကွဲသွားပြီးငါရန်ចောင်းသူခလင်းငယ်ပါတေဆုံခဲ့ရဗျန်နာဖြစ်တယ်လို့ဒေသခံတွေကပြောထားကြပါတယ်ခင်ဗျတဖက်မှာလဲစကိုင်းတိုင်းကရွှေဘူးမြကြီးနာလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားမှုအတွေ့အချက်ဖက်စကောင်စီတပ်ကခီးသွွားရတပီသူတွေပါမချန်ပြက်ခတ်တပ်ဖြတ်မှုကြောင့်ပြည်သူနှစ်ဦးတေဆုံထားပြန်တယ်လို့ဒေသခံတွေကရန်ကုန်ခေတ်တိကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်ကလ23ရက်နေ့ကပဲ ကမ်လူမျိုးနဲ့အတွင်းစစ်ကြောင်းထိုးနေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်နဲ့တော်လန်ရေးတပ်တွေအကြားရွှေဘိုးမြကြီးနားလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါလေအဲ့ဒီအချိန်စစ်ကောင်စီတပ်သားတွေဟာဖျက်တမ်းသွားတဲ့ပြည်သူတွေကိုပါမချန်ပစ်ခတ်တပ်ဖြတ်မှုကြောင့်ခရီးသွားပြည်သူနှစ်ဦးတေဆုံးခဲ့ရတဲ့အပြင်နောက်ထပ်ခရီးသွားအမျိုးသမီးတဦးလည်းကြီထိမှန်ထားတယ်လို့ဒေသခံတွေကပြောထားပါလေအဲ့ဒီလိုအကြပ်ဖက်စစ်ကောင်စီတပ်ရဲ့စစ်ကြောင်းထိုးမှုနဲ့တိုက်ပွဲအတွင်းဖျက်တမ်းသွားတဲ့ပြည်သူတွေကိုပါပစ်ခတ်တပ်ဖြတ်မှုတွေကြောင့် ဒေါ်လိုင်းတက်တွေကအဲ့ဒီလမ်းမိုင်းကိုခိတ္တရာကြီးပိတ်ထားပြီးစကောင်းစီတက်စစ်ချောင်းကိုတိုက်ထုတ်ပြီးသွားရင်တော့ပြန်ဖွင့်ပေးပါမယ်ဆိုတဲ့အကြောင်းကိုလည်းတိထားရတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့အချမ်းဖတ်စကောင်းစီရဲ့တရားမဝင်အတုရောင်ရွေးကောက်ပွဲကိုပြည်သူလူထုတရားလုံးကစန့်ကျင်ကြဖို့ GSCB ကတောင်းဆိုလိုက်တဲ့အပြင်တိုင်းသာတော်လန်ရေးအင်အားစုတွေနဲ့အတူ NUG NUCC CRPH နဲ့ Federal Unit တွေပေါင်းပြီးနိုင်ငံရေးတပ်ပေါင်းစုဖွဲ့စည်းပုဂ္ဂိုလ်ပါတိုက်တွန်းထားပါသေးတယ်။ဒါကိုတော့ဩဂလ24ရက်နေ့ဖြစ်တဲ့မနေ့ကပဲအထွေထွေ debate ပေါင်းဆက်ညှိနှိုင်းရေးအင်အားစု GSCB ကတောင်းဆိုလိုက်တာပါ။အကြံဖတ်စစ်ကောင်စီဟာလက်ရှိနိုင်ငံရေးမျက်နှာစာမှာသူတို့ရဲ့အတူအယောင်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့အတူအယောင်ရွေးကောက်ပွဲတွေကိုလှုပ်ပြဖို့စီစဉ်ပြီးလူထုကိုလိမ့်လည်လှည့်ပြပြီးတော့ သူတို့စစ်တပ်ကကျူးလွန်ထားတဲ့စီရာဇဝတ်မှုတွေမတရားမှုတွေနဲ့ဖိနှိပ်မှုတွေကိုနိုင်ငံရေးကဝါချထွက်ပေါက်ရအောင်အပြင်းထန်ကြိုးပမ်းနေကြတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိသူတို့စစ်တပ်ကလုံမဲ့အတုယောင်ရွေးကောက်ပွဲဟာလဲတကယ်လက်တွေမှာတိုင်းပြည်နဲ့ပြည်သူလူထုအတွက်ထွက်ပေါက်မဟုတ်ပဲထောင်ကျောက်စစ်စစ်တာဖြစ်သလိုရာဇဝတ်ကောင်အဖြစ်ကနေဒီမိုကရေစီအရေးချုံအာဏာရှင်အယတအစိုးရအတုတရအဖြစ်အသွင်ပြောင်းမယ်ရွေးကောက်ပွဲတာဖြစ်တယ်လို့ GSCB ကပြောထားပါတယ်။အဲ့ဒီအတွက် အချက်ဖက်စကောင်စီရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲကိုပြည်သူလူထုတရလုံးကဆန့်ကျင်ကြဖို့နဲ့တဖက်ကတိုင်းသားဒေါ်လန်ရေးအင်အားစုတွေနဲ့အတူ UNG, UNCC, CRPH နဲ့ Federal Unit တွေပေါင်းပြီးနိုင်ငံရေးတပေါင်းစုဖွဲ့စည်းပုဂ္ဂိုလ်ပါ GSCP ကတိုက်တွန်းထားပါသေးတယ်။ဒါပြင်အသွင်ကူးပြောင်းရေးကာလနိုင်ငံရေးသဘောတူညီချက်နဲ့အစီအမံတွေကိုဒေါ်လန်ရေးအင်အားစုတွေကြားမှာအားလုံးလက်ခံနိုင်ရေးအတွက်ပုံမှုစူးစမ်းဆောင်ရွက်ပြီးနိုင်ငံရေးစည်းရေးအုပ်ချုပ်ရေးစတဲ့လုပ်ငန်းစဉ်တွေကိုဟန့်ချက်ညီညီတည်ဆောက်ရင်းနဲ့ စစ်အုပ်စုရဲ့နိုင်ငံရေးခဝါချမှုမင်းအောင်လိုင်းရဲ့အာဏာယူမှုတို့ကိုဆက်လက်ရင်ဆိုင်တိုက်ပွဲဝင်ကြရမှာဖြစ်တဲ့အတွက်ပြည်သူလူထုတရလုံးနဲ့ထိုက်တန်တဲ့အနာဂတ်အစ်ကိုပိုင်ဆိုင်နိုင်ဖို့စစ်အုပ်စုတစုလုံးအလုံးစုံပြတ်တုံးရေးကိုဒီဇိုင်းမမှန်ပူးပေါင်းဆောင်ရွက်သွားကြဖို့ကိုလည်း GSCB ကတိုက်တွန်းထားပါသေးတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲအမျိုးသားညီညွတ်အစိုးရ NGO ရဲ့စိုးမိုးထိန်ချုပ်နေမြေတွေမှာစစ်အုပ်စုရဲ့တရားမဝင်အတုယောင်ရွေးကောက်ပွဲကိုဇွတ်အတင်းပြုလုပ်ဖို့ ပြည်သူလူထုကိုဖိအားပေးဆောင်ရွက်လာရင်တော့ဖမ်းဆီးအရေးယူမယ်လို့အန်ယူဂျီကထုတ်ပြန်ထားပါတယ်။ဒါကတော့ဩဂုတ်လ24ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲအန်ယူဂျီကစစ်အုပ်စုရဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့အချက်၈ချက်ပါကြေညာချက်ကိုထုတ်ပြန်ထားတာဖြစ်ပါတယ်။အဲ့ဒီထဲမှာအမျိုးသားညီအစိုးရအကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟုအဖွဲ့ကနေစစ်အုပ်စုနဲ့သူတို့လက်အောက်ခံပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အမိခံအဖွဲ့အစည်းတွေကိုအကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားပြီးဖြစ်တာကြောင့် အယုံကြီးဆုံးမနေမြေတွင်မှာရွေးကောက်ပွဲလှုပ်ဖို့ပြည်သူတွေကိုဖိအားပေးလာပါကဖန်စီအရေးယူမယ်လို့ထုတ်ပြန်ထားတာဖြစ်ပါတယ်ပြည်သူလူထုအနေနဲ့လည်းအချမ်းဖက်ဆဲအုပ်စုရဲ့တရားမဝင်ရွေးကောက်ပွဲကိုစန့်ကျင်မှာဖြစ်တယ်လို့ယုံကြည်ကြောင်းလည်းအယုံကြီးကဆိုထားပါသေးတယ်နိုင်ငံတကာအစိုးရတွေနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဒီမိုကရေစီမဟာမိတ်တွေအနေနဲ့လည်းအချမ်းဖက်ဆဲအုပ်စုကဇွတ်အတင်းပြုတ်လုံးမဲ့တရားမဝင်အတူရောင်ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေပြည်လဲစေမှာမဟုတ်တာကြောင့် အားပေးထောက်ခံမှုမပြုလုပ်ဖို့တောင်းဆိုထားပါတယ်။စစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုထောက်ခံတာဟာသူတို့ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေကိုထောက်ခံအားပေးတာဖြစ်ပြီးအဲ့ဒီပြစ်မှုတွေအတွက်ပြစ်ဒဏ်ကင်းလို့ခွင့်ကိုအထောက်အကူပြုတာနဲ့အလားတန်တူနေတာကြောင့်ရွေးကောက်ပွဲကိုစန့်ကျင်ဖို့လဲနိုင်ငံတကာကအင်ဂျီကတောင်းဆိုထားပါတယ်။ဒါပြင်အဂျန်ဖက်စစ်အုပ်စုဟာ2025ခုနှစ်ဩဂုတ်လကစပြီးအမည်နာမနဲ့ဖွဲ့စည်းပုံပြောင်းလဲပြီးတော့တရားမွေးအတူရောင်းရွေးကောက်ပွဲကိုဇွတ်အတင်းပြုလုပ်ဖို့ရည်ရွယ်ပြီး ပြည်သူလူထုကိုပြစ်မှတ်ထားတဲ့ဘုံကျဲတိုက်ခိုက်မှုတွေလက်နက်ကြီးနဲ့တိုက်ခိုက်မှုတွေစစ်ကြောင်းတိုက်ခိုက်မှုစတဲ့ကြီးမားတဲ့ရာဇဝတ်မှုတွေကိုဇာတိုးလှုပ်ဆောင်နေတယ်လို့လည်းအန်ယူဂျီကဆိုပါတယ်။အကြံဖတ်စအုပ်စုကရတအစိုးရစီကနေအာဏာသိမ်းယူထားတာကြောင့်ရွေးကောက်ပွဲကျင်းပပိုင်ခွင့်မရှိတဲ့ပြည်သူလူထုရဲ့ရန်သူအဖြစ်2024ခုနှစ်စက်တင်ဘာလ9ရက်နေ့ကတည်းကအန်ယူဂျီအစိုးရကနေကြေညာထားပြီးဖြစ်တယ်လို့လည်းဆိုထားပါတယ်။ဒါအပြင်2022ခုနှစ်မတ်လ30ရက်နေ့မှာလည်း ပြည်ထောင်စုလွတ်တော်ကိုဇာပြုကော်မတီ CRPH ကနေ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပယ်ဖျက်ကြောင်းကြေညာခဲ့ပြီးဖြစ်တာကြောင့်အဲ့ဒီအခြေခံဥပဒေအတိုင်းလှုပ်ဆောင်နေတဲ့အကြံဖတ်စစ်တပ်လုပ်ရမှန်သမျှဟာတရားမဝင်တဲ့ဥပဒေမဲ့လုပ်ရတာဖြစ်တယ်လို့လည်းဆိုထားပါတယ်။ပြီးခဲ့တဲ့2020ရွေးကောက်ပွဲရလဟာနိုင်ငံရေးအရာလက်ရှိအချိန်ထိတရားဝင်မှုရှိနေဆက်ဖြစ်ပြီးအဲ့ဒီရွေးကောက်ပွဲရလအရာပေါ်ပေါက်လာတဲ့ဥပဒေပြုရေးမန်တိုင်းတွေအောက်ချုပ်ရေးမန်တိုင်းတွေဟာအခိုင်အမာတည်ရှိနေပြီးဖြစ်တယ်လို့လည်း MG ရဲ့ထုတ်ပြန်ချက်မှာရေးသားထားပါလိမ့်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တက်ကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ